တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ပေါ်ဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါပေါ်ဝါရီယရှင်ချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသောမှာကတော့ကိုရွှေမန်းခေါ်ဝေမင်းမောင်နဲ့လင်းနစ်တာတွဲခဲ့တဲ့သာသာဘုဒ္ဓရဲ့ပောက်ပွဲတံကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့တူတူကြည့်ရှုလိုက်ကြရအောင်တွဲလာခဲ့တဲ့လင်းနစ်တာကာလအတွင်းမင်းကလေးပေါင်းအကြောင်း90လောက်နဲ့ဖောက်ပြန်ခဲ့ပြီး ကြီးပါလက်ပါလေးလုတ်တဲ့တဲ့ထုတ်လို့သူရွှေမန်းကိုသူမဘက်ကနေစားပြီးလမ်းခွဲခဲ့တာပါလို့ပြောလာခဲ့တဲ့တရုတ်ဆောင်တန်တာမိုးသိန်း မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ရက်ပိုင်းရက်တွင်းကလူပညာရှင်တွေတော်တော်များများတက်ရောက်ခဲ့ပြီးတော့ဘဝလက်တွဲပေါ်ကိုဂုံဒီရှိဆရာဝန်မလေးကိုသိမ့်ပိုင်နိုင်ခဲ့တဲ့အတွက်ကိုယူမဆုံးဖြစ်နေခဲ့တဲ့အမှုပညာလောကမှာမိသားမင်းသမီးတော်တော်များများကသူ့ကိုမလွန်ဆန်ရဲလောက်အောင်အားနာရှိသူတစ်ယောက်ဖြစ်တဲ့ထောလုံသူရွှေမန်းခေါ်ဝီမင်းမောက်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်းကစီကန်းပိုင်ရှင်ဒေါက်တာမလေးနဲ့လူသိရှင်ကြားတရားဝင်လက်ထပ်သွားခဲ့တာပဲဖြစ်ပါတယ် ထောင်းလို့သူရွှေမန်းခေါ်ဝီမင်းမောင်ဟောင်းအနုပညာလောကကတက်တဲ့ဆမင်းသမီးတတော်များများနဲ့တွဲခဲ့ဘူးသလိုမင်းသမီးတတော်များများကိုချီတော်တင်ခဲ့ဘူးသူဖြစ်တယ်လို့လည်းအနုပညာအတိုင်းဝိုင်းနဲ့နိစက်သူတွေရဲ့ပြောပြချက်အရသိရှိရပါတယ် ထုံလုံးသူချီမန်းဟာနမေကျော်မြင့်သမီးတွေကတရုတ်ဆောင်အီဝီယီတောင်အီမြတ်သူတန်တာမူသိန်းတို့နဲ့လူပြောအများဆုံးတွေ့ခဲ့တာဖြစ်ပြီးမအီတောင်နဲ့တန်တာမူသိန်းအပေါ်မှာတော်တော်ကိုချစ်ခင်တယ်လို့လည်းပြောဆိုနေကြပါတယ်တန်တာမူသိန်းဟာရွှေမန်းနဲ့လီတင့်တာကာလာအထိတွေ့ခဲ့သူတစ်ယောက်ဖြစ်ပြီးထုံလုံးသူရွှေမန်းဟာသူမနဲ့တွေ့နေခြင်းတစ်ယောက်မှလည်းငင်းကလေးတော်တော်များများနဲ့ဖောက်ပြန်ခဲ့တယ်လို့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ် ဒါအပြင်ရှီမန်ကမင်္ဂလာမဆောင်ခဲ့တဲ့ရက်ထိသူမကိုဖုန်းနဲ့ခေါ်နေခဲ့ပြီး သူမကတပတ်မင်းကလေးကိုအားနာလို့ဖုန်းတော့မကင်ခဲ့တဲ့အကြောင်းအခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်။တန်တာမူတိန်ကအချင်းတန်ရင်မသူပါလောက်ခဲ့တယ်ဆိုတာပြောစရာမလိုအောင်ပေါ်လာလာပါပဲ။တခွန်းတမီတောင်ကိုကိုလှုပ်ခဲ့တာရီမပြောပြပြခဲ့ဘူး။စတွေကလေးကဖောက်ပြန်ခဲ့တာအယောက်90နီးပါးရှိပါတယ်။ အနုပညာလောကတွေကတက်တဆာရီအပြင်ကဇယားရီပက်ပင်းမိသွားရင်အဆက်ခွဲတာလားဆိုပြီးခြေပါလက်ပါနဲ့လမ်းလေကောင်းတော်မှစောင့်တွန်းခဲ့တာရီလူပဲမားချက်ပါတယ်ဆိုပြီးလေးနှစ်ကြာမှအကုန်ခွင့်လွှတ်ပေးခဲ့တာပါစည်ရင်စိတ်ထားကောင်းရှာရီငါအပေါ်မှာစည်တနာရှိရှာရီအဲ့ဒါနဲ့ပဲအကုန်လုံးကိုပြီးဆုံးပေးခဲ့တာပါနောက်ဆုံးချိန်ထိလည်းဖောက်ပြန်နေခဲ့တာပါပဲအဲ့ဒီစိတ်ဓာရီဟာအခုထိကုလို့မပြောက်သေးပါဘူး stress တွေများလို့လို့လူယုတ်တောင်မထွက်တဲ့အထီးပါပဲ ပြီးတော့ကိုတိုင်းမဲမဖြစ်နိုင်တော့မယ်တီလို့ထားခဲ့တာပါကိုဘဝမှာကိုကိုထားခဲ့တယ်ဆိုတဲ့တမိုင်းမရှိပါဘူးသူ့ဘဝလေးကောင်းမွန်ပါစေဆိုတဲ့စိတ်နဲ့ဒီနေ့ထိနေပြီးခဲ့တာကာယကံရှင်အတိဆုံးမှာမင်္ဂလာမဆောင်ခင်ချိန်ကြီးဖုန်းဆက်ခဲ့တာတော့မကင်ခဲ့ပေတဖက်မိန်းကလေးကိုစာနာပေးခဲ့တာပါသူသူကိုကိုကိုယူမဲယောက်ျားမနဲ့အချိန်မတော်ရေစာဟောင်းစီဖုံးဆက်နေတာပြန်သိရင်ဘယ်စိတ်နဲ့နေပါမလဲအခုတက်နေတဲ့သတင်းတွေကိုလည်းတခုပဲရှင်းပြခြင်းပါလေတဏ္ဍာမိုးတိန်ကထားခဲ့လို့ပဲနေခဲ့ရမှာပါ ီတခါတော့အုံနောက်သုံးခဲ့တာကျမမို့လို့ပါကိုကထားခဲ့လို့လေကိုကို စိတ်နာတယ်လို့ပြောသွားပါတယ်တသက်လုံးဒူးနဲ့မျက်ရည်တော့မတုတ်ချင်ဘူးရှင်ဘီဆာဆိုတာပါလာရင်တသက်လုံးမဲမို့ပြင်လို့ရမှာမဟုတ်ပါဘူးဟုဆိုတော့တန်တာမူတိန်ကဒီမရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောဆိုထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ကဒါတန်တာမူတိန်ရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့ post ကလေးတစ်ခုကိုဒါကျွန်တော်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ post ကတော့အခုဒါ တာတာမိုးသိန်းကဒါ only me နဲ့ပြန်ပြောင်းလိုက်ပြီလို့ဒါသိရှိရပါတယ်သူရဲ့ဒါ page မှာဒါမရှိတော့ဘူးပေါ့နော်ကဲဒါတို့ဒါကျွန်တော်ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်အချိန်တိုင်းဘာလုပ်ခဲ့လဲဆိုတာကိုပြောပြရမလို့တော့ပေါ်လာတာပါပဲတဲ့တခွန်းတမီတောင်ကိုလုပ်ခဲ့တာတွေကိုမပြောပြဖြစ်ခဲ့ဘူးစတွဲကလေးကဖောက်ပြန်ခဲ့တာအယောက်60နီးပါးရှိပါတယ်တဲ့နော်အယောက်60ဆိုတာဒါနည်းနည်းတော့တော့မဟုတ်ဘူးနော်ကဲ အနုပညာလောကတဲကတက်သစ်စတွေအပြင်ကဇရားတွေနောက်ဆုံးကျမတခါမိရင်ဘသူ့ကိုအရင်စသွားပြောရမလဲတော့မှစဉ်းစားခဲ့ရတဲ့ပပေးမိရင်အဆက်ခွဲရလားဆိုပြီးခြေပါလက်ပါလမ်းလေကောင်စောင့်တွန်းခဲ့တာလေတဲ့နော်တက်သစ်စတွေရောဒါအပြင်ကဇရားတွေရောပေါ့နော်အများကြီးပဲရှိတယ်ပေါ့ကဲအဲ့တော့လူပဲမှားတတ်ပါတယ်လေဆိုပြီးတော့ဒါ၄နှစ်စလုံးမှာဒါခွင့်လို့ပေးခဲ့တယ်တဲ့ ိတ်ရင်းစိတ်ထားလည်းကောင်းရှာတယ်ငါ့ပုံမှာစေတနာရှိတယ်အဲ့ဒါနဲ့ပဲအကုန်ပြီးဆုံးပေးခဲ့ပါတယ်တဲ့ဒါပေမဲ့ strat strat တွေများလုံးလို့လူရုပ်တောင်မှမထွက်တဲ့အထီးပဲတဲ့အဲ့ဒီစိတ်ဓာတ်ရာတွေကလည်းအခုထိမပြောင်းသေးဘူးတဲ့နောက်ဆုံးအချိန်ထိလည်းပေါက်ပြန်နေခဲ့တာပဲတဲ့မိတ်ဆက်ပေးလို့ဖူးစာအစ်စ်ဆိုပြီးတော့ပြောရတဲ့သူတွေကိုလည်းအံ့ဩလို့တဲ့နော်အတူတွာလာစားတော့နေတဲ့သူတွေကိုတော့တဲ့အာနာအမနာဘူးလားမသိဘူးတဲ့ နော်ပြီးတော့ဒိုးကိုတိုင်းပဲတဲ့မဖြစ်နိုင်တော့မှန်းသီးလို့ထားခဲ့တာပါတဲ့ဒိုးဘဝမှာဒိုးကိုထားခဲ့တဲ့တမိုင်းမရှိပါဘူးတဲ့နော်သူ့ဘဝလေးကောင်းမွန်ပါစေဆိုတဲ့စိတ်နဲ့ဒီနေ့အထိနော်နေပေးခဲ့တာတဲ့ကာယကံရှင်အတီဆုံးပါတဲ့နော်မင်္ဂလာမဆောင်ငင်အထိဖုံးဆက်ခဲ့တာတော့မတားမကင်ခဲ့ဘူးတဲ့တပတ်မင်းကလေးကိုစာနာပေးခဲ့တာပါတဲ့သူသူကိုကိုကိုယူမဲ့ယောက်ျားနဲ့ဒါမနဲ့အချိန်မတော်ရေးစားဟောင်းကြီးဖုံးဆက်နေတာကိုပြန်သိရင်လည်း ဘယ်စိတ်နဲ့နေမလဲတဲ့เนาะဟုတ်ပါတယ်အဲ့ဒါလည်းမှန်ပါတယ်เนาะဘယ်တော့ကလည်းဆိုတဲ့အရာကိုဒါ screen shot နဲ့တကွာပြပြမှာပဲဖြစ်ပါတယ်တဲ့เนาะကဲအခုသတင်းတွေတက်နေတော့တခုပဲတဲ့တာတာမိုးသိမ့်ကဒါ target လို့နေခဲ့ရမှာပါတို့က target တို့က target လို့လဲတို့ကိုစိတ်နာပါတယ်တဲ့အားလုံးကစာတွေပို့ပြီးတော့အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်တဲ့ဒီတခါတော့ဥနောက်သုံးခဲ့တာမို့ ဒီတခါတော့ဥနောက်သုံးခဲ့တာကျမမလို့ပါတဲ့တသက်လုံးဒူးနဲ့မျက်ရည်တော့မတုတ်ချင်ဘူးရှင်တဲ့ဗီဇဆိုတာပါလာရည်တသက်လုံးပဲမို့လို့တဲ့ပြီးတော့ဒါကျမကိုလာမထိပါနဲ့တဲ့เนาะဘလက်မီဒီယာတွေကလည်းတိုက်ခိုက်ဖို့မစင်းစားပါနဲ့တဲ့လာထိရင်တော့ခံမှာမဟုတ်ကြောင်းထပ်ပြီးတော့ပြောထားပါရစေတဲ့เนาะအဲ့လိုမျိုးဒါသူ့ရဲ့ဒါ Facebook platform ပေါ်မှာဒါတင်ခဲ့တာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကဒါအခုကြည့်ရှုနေကြတဲ့ပြိသက်ကြီးတို့ကတော့ဒါဘလို့များမြင်ကြသလဲဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ